ပြားတူ PDF ဟာကရင်ဒီဒေတာခြေဆိုင်လက်နက်ထုတ်လုပ်ရေး PDF တက်တစ်ခုဖြစ်ပြီးစစ်ကောင်စီကိုခုခံတိုက်ခိုက်ဖို့အတွက် PDF ရဲဘော်တွေလိုအပ်နေတဲ့စစ်လက်နက်ပစ္စည်းတွေကိုပိုင်ထုတ်လုပ်နေတဲ့ဌာနတစ်ခုဖြစ်ပါတယ်။စစ်ကောင်စီကို ခုခံတိုက်ခိုက်ဖို့လက်နက်ခဲယမ်းတွေကိုတရုတ်ပါဝင်အိန္ဒိယနိုင်ငံတွေကနီလန်းမောင်းစုံနဲ့ပိတ်ဆို့လာချိန်မှာ ပြားတူ PDF ကကိုပိုင်ဆက်တွေနဲ့ကိုပိုင်လက်နက်ထုတ်ပြီး ကိုခွန်ကွန်အားနဲ့စစ်ကောင်စီကိုတိုက်ခိုက်ဖို့ဆင်းလက်နက်ပစ္စည်းတွေနေညမနာထုတ်လုပ်နေတာလည်းဖြစ်ပါတယ်ဒီလိုဆင်းလက်နက်ပစ္စည်းတွေရှေ့တန်းကိုအချိန်မီပို့ဆောင်ဖို့အတွက် ကားတစီပြားတူ PDF ကလိုအပ်နေပြီးပြားတူတို့ကားကုစုကမ်ပိန်းပြုလုပ်ကရမုံငွေရှာဖွေနေကြောင်းလည်းသိရပါတယ်ဒီကမ်ပိန်းမှာပါဝင်ကူညီပေးဖို့ဗိုလ်ကြီးဟောင်း နေမျိုးစင်ကလည်းပြည်သူတွေကိုတိုက်တွန်းထားပါတယ်တိုင်းတစ်ပါးဟိုမှာ United States လိုမျိုးနိုင်ငံကြီးဘက်က မြည်တော့မြည်တော့အကူကြီးလာသည်ဖြစ်စေမလာသည်ဖြစ်စေကျွန်တော်တို့လှုပ်ရှားရှိတာတော့တက်လှုပ်ကြမှာဖြစ်ပါတယ်။တော့ပြည်သူ့မှပြည်သူစူထိုင်းနဲ့လှုပ်ဆောင်နေကြတဲ့နိုင်ငံဝန်ကတော်လိုင်းကြီးဖက်သားများနဲ့ကျွန်တော်ခုလက်ရှိရောက်ရှိနေတဲ့ကြားတူကာကွယ်ပစ္စည်းထုတ်လုပ်တဲ့ဌာနကျွန်တော် Green Navy နဲ့စစ်စင်ရေးတခုလုံးအတွက်လိုအပ်တဲ့လက်နက်ခရမ်းနဲ့တိုက်ပွဲဝင်သုံးဆောင်ပစ္စည်းတွေကိုထုတ်လုပ်တဲ့ထုတ်လုပ်ပေးနေတဲ့ပြည်မဌာနမှာကျွန်တော်ရောက်ရှိလာပြီးတော့သူတို့ရဲ့လုပ်ငန်းခွင်ပါဝင်ထမ်းဆောင်နေတဲ့ရဲဝဲရဲမြေစစ်တီအားလုံးရဲ့ကျူပန်းဆောင်ရွက်မှုတွေကိုကြီးကြီးကျယ်ကျယ်ပြည်နေသူတို့ရဲ့လိုအပ်ချက်တွေကိုလာရောက်လေ့လာပါ ူလောဆယ်သူတို့အနေနဲ့ကမ်ပိန်းတစ်ခုဆောင်ရွက်ပြီးတော့ပြည်သူ့ထံကမြစ်တာရက်ခံပန်ကြားထားတာရှိပါတယ်။ဒါကတော့စက်သိန်း900ကမ်ပိန်းဖြစ်ပြီးခဲ့တဲ့လကစပြီးတော့ပြည်သူ့ထံကမြစ်တာရက်ခံပန်ကြားထားတာဖြစ်ပါတယ်။အခုချိန်ကာလမှာပိုမိုတိုးမြင့်မဲ့ထုတ်လုပ်ရမယ်။အခုဆိုလားဆိုရှင်အကြမ်းနဲ့ထုတ်လုပ်တဲ့တွင်ခုံများနဲ့ထုတ်လုပ်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။ခဏနေကျွန်တော် high tech ထုတ်လုပ်တဲ့နည်းပညာတွေကလည်းထပ်မပြီးတော့ပြည်သူတွေကိုမိတ်ဆက်ပေးပါအဲ့တော့အဆင်ပြေတဲ့နည်းပညာတွေထုတ်လုပ်ဖို့ ပုံမလိုလာတဲ့လိုအပ်ချက်တွေအရလူပြည်ထောင်ကနေပြီးကြက်သိန်း900အဲကမ်ပိန်းအနေနဲ့တောင်းခံလာတာရှိပါတယ်မြေတားရက်ခံတာရှိပါတယ်အဲကြောင့်ပြည်သူလူထုကိုကျွန်တော်အနေနဲ့မြေပြင်မှာရောက်ရှိလေ့လာပြီးတကယ်လက်တွေလှုပ်လှုပ်နေတဲ့သူတို့တို့လည်းလိုအပ်တဲ့ဒီထုတ်လုပ်ပြီးတဲ့တိုက်ပွဲပစ္စည်းတွေပို့ဆောင်ဖို့နောက်တော့ရှေ့တန်းသွားတဲ့ရဲဘော်တွေရဲမီတွေနဲ့ဒီအထောက်ပံ့ပစ္စည်းတွေပို့ဆောင်ဖို့အတွက်အရေးကြီးလိုနေတဲ့မော်တော်ယာဉ်ဝယ်ယူဖို့လို့ကျွန်တော်တွေးရှိထားပါတယ်အဲကြောင့်ပြည်သူအနေနဲ့ဒီပြားတူထုတ်လုပ်ရေးလုပ်ငန်းအတွက်ကိုအဲ ခွန်အားရှိသမျှဖြည့်ဖြည့်ရုန်းကန်ပြီးတော့ကူညီပေးကြပါဦး။တော်လန်ရဲ့အဆုံးသက်အောင်လန်လွင့်မှုအတွက်ကိုခွန်အားချီးမြှင့်ပေးပါဦးလို့ကျွန်တော်ရဲဘော်ရဲမင်းများနဲ့အတူမြေတားရက်ခံအပ်ပါတယ်။ကျွန်တော်နောက်တနေ့ရသွားပြီးတော့ကြည့်ကြအောင်